ဟုတ်ကဲ့မင်္ဂလာပါရှင်ကျွန်မနာမည်ကတော့မဆူလမန်ဖြစ်ပါတယ်ဒီနေ့ပြောသွားမယ့်ခေါင်းစဉ်ကြီးကတော့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတွေ့ကြုံနေရတဲ့ယာတီသွေးဆိုင်ညာပေါ့နော်ထောက်ပံ့မှုနေပါတဲ့အကျွမ်းစင်ခေါ်မှုများနဲ့ဖြည့်ရှင်းချက်များအကြောင်းကိုပြောသွားမှာပဲဖြစ်ပါတယ်ကျမတို့ဖွံ့ဖြိုးဆဲနိုင်ငံကိုအခြားနိုင်ငံတွေမကြည့်ပါနဲ့မြန်မာနိုင်ငံကိုပဲကြည့်ကြည့်ပါမြန်မာနိုင်ငံမှာဆိုလို့ရှိရင်အဒီရန်ကုန်ကရန်ကုန်တောင်မှဒီလိုမျိုးအယာတီသွေးဆိုင်ယာတီ period project တွေပေါ့နော်အဲ့ဒါတွေအတွက်တောင်မှသုံးဖို့တောင်အခက်ခဲကြီးရှိနေရယ်။ဘာကြောင့်မို့လဲဆိုတော့ဈေးတွေကလည်းကြီးနေတဲ့အတွက်ပေါ့နော်။အဲ့လိုကြီးဖြစ်တဲ့အဲပြီးလို့ရှိရင်မြန်မာနိုင်ငံရဲ့ဒီအစွန်ဖျားနေရာကြီးဖြစ်တဲ့ကချင်ပြည်နယ်တို့အခုစစ်ပေးရှောင်နေရာကြီးမှာအဲအဲ့လိုမျိုးရာသီသွေးကိုရာသီသွေးအတွက်သုံးဖို့အတွက်တောင်မှရာ PPR ရဲ့ product ကိုသုံးဖို့အတွက်တောင်မှ တော်တော်လေးကိုရှားပါနေတဲ့အခြေအနေဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ရှားပါတော့မဟုတ်တော့မတုံးနိုင်ကြပါဘူး။ဘာဖြစ်လဲဆိုတော့အခု transportation ကလည်းတော်တော်လေးကိုခက်ခဲလေခက်ခဲတဲ့အတွက်ကြောင့်မို့လို့လဲဖြစ်နိုင်ဖြစ်ပါတယ်။အဲ့ဒါဆိုရင်ကျမတို့ဘလူမျိုးတွေလုတ်ပေးတင်လဲဘလူတွေးတွေလုတ်ပေးတင်လဲဆိုတော့အဲအစိုးရကတော့ပြည်ချပုတ်ဖြည့်ရှင်းရင်းနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်မလို့ NGO လိုမျိုးအဖွဲ့အစည်းတွေကနေပြီးတော့အဲ့လိုမျိုးနေရာတွေကိုတွားရောက်ပြီးတော့ပိတ်ကန့်တာတို့ဘာတို့လောက်ရပါမယ်။ကျွန်မကတော့ပြောအဟိုပိတ်ဆတို့ဘာတို့ကသူတို့ကတုံးတယ်လို့ပြောကြတယ်လေ။ကျွန်မကတော့ပိတ်ဆတုံးတာသဘောမကျဘူး။သူတစ်ဖြစ်မလို့မိုးရတီလို့ချင်းမျိုးကြီးမှာပိတ်ဆယူတုံးတာအဆင်မပြေဘူးလို့ခံစားရတယ်။အဲပြီးတော့အဲပိတ်ဆောက်ကိုလိုမျိုးမချောက်ပဲနဲ့တုံးလိုက်တာတော့မတန့်ရှင်းမဲနဲ့တုံးလိုက်ရတော့ဆိုမှုရောဂါတွေကနေဖြစ်လာမှာဆိုရတဲ့အတွက်ပါဖြစ်ပါရဲ့ အဲ့ဒါဆိုလို့ရှိရင်ကျမတို့တွေကဘယ်လိုမျိုးတွေအဲသူအဲ့ဘက်တွေကိုရအောင်တွားပေးရမလဲဆိုတော့တွားပေးရမလဲဆိုတော့အဲ့အဲဥမာ NGO တွေကနေတွားရပေးထားလိုက်ပါတော့အဲ့ဟာပေးဖို့တခုတည်းပဲမဟုတ်ပေနဲ့ knowledge sharing session မျိုးပါပေးရတော့ပါတော့ကျမတို့တွေကလုပ်ပေးရပါမယ်ရှင့်အဲပြီးလို့ရှိရင် social media တွေမှာ promote လုပ်တာအဲ promote လုပ်တာတွေကိုလည်းလုပ်ပေးရမယ်ပေါ့နော်အထူးသဖြင့်ဒီမှာအိန္ဒိယလိုမျိုးနိုင်ငံမျိုးမှာဆိုလို့ရှိရင်တော့တော်တော်လေးကို stigma ကြီး taboo တွေနဲ့ပြည်နေတဲ့နိုင်ငံပဲဖြစ်တယ်ပေါ့နော်အဲသူတို့တွေကိုအဲသူတို့တွေမှာဆိုလို့ရှိရင်တော်တော်လေးကိုအခက်ခဲဖြစ်နေရပေါ့နော်အချို့အိမ်နေလေသားတွေမှာတော်တော်လေးကိုပီရီယက်ဘဝတည်းနဲ့ပတ်သက်ပြီးတော့ဖြစ်နေပါတယ် အဲ့တော့စောနာဟာလေးကိုပြန် record လုပ်ပါမယ် social media တွေမှာဘယ်လို promote လုပ်မလဲဆိုရင် influencer တွေနဲ့ဆရာဝန်တွေကနေပြီးတော့ video လေးတွေတင်ပေးတာတို့ဘာတို့ကိုလုပ်ရမယ်ပေါ့နော်အဲ okay ဒါဆိုလို့ရှိရင်ကျွန်တော်ဘာထည့်လုပ်လို့လဲဆိုရင် headline တွေပေါ့နော် headline တွေကိုနေပြီးတော့လေကျွန်တော်တို့ဒီလိုအထောက်ပံ့မှုနေရာတွေအတွက်ကိုလည်းလုပ်ပေးရပါမယ်ရှင်အာ ဆိုရင်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောရမယ်ဆိုရှင်တော့ပထမရဲ့ထင်မြင်ချက်ကလေးကတော့မြန်မာနိုင်ငံမှာတာမကဘူးတခြားဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဒီလိုမျိုးရာသီသေးဆိုင်ရာထောက်ပံ့မှုပြင်းနေပါနေတဲ့အကြောပြဿနာတွေပေါင်းစုံပြီးဖြစ်လာနိုင်ပါတယ်။အဲ့ဟာတွေကိုဖြေရှင်းမှုတွေလည်းအဖွဲ့အစည်းရာနေပြီးတော့ကုလညီလှုပ်ဆောင်ပေးမယ်လို့ယုံကြည်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။